မင်္ဂလာပါရှင် listener heaven channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာရှိသော နေ့လေးတစ်နေ့ဖြစ်ပါစေနော်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာသိပ်ပံမောင်ဝရေးသားထားတဲ့ဝိတုစောင်းမဘောင်းချုပ်တစ်ထဲကဘီးလက်ချဘူးဆိုတဲ့အပိုက်လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ကျမကတော့နန်းသိင်ကြီးဖြစ်ပါတယ်ဆရာတို့နှစ်တစ်ကူအထူးမဂ္ဂဇင်းကြီးကိုယနေ့ပင်ဖတ်ရပါသည် ၎င်းမဂဇင်းတွင်ဘီးလက်ပြန်တယောက်ရေးသားလိုက်သောစောင်းပါသည် ကျွန်တော်၏စိတ်ဓာတ်ကိုလွန်စွာထိခိုက်စေပါသည်။၎င်းဘီးလက်ပြန်စောင်းပါကို ရေးသားသူမှာကျွန်တော်နှင့်များစွာရင်းနှီးသော မိတ်ဆွေဖြစ်သည့်အပြင် ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်ဤမိတ်ဆွေကဲ့သို့ပင်ဘီးလက်သို့ရောက်ဆကဘီးလက်ဇဘိုးများဤအညာအလှိန်ကို ခံခဲ့ရသူတယောက်ဖြစ်ပါသည်ကျွန်တော်တို့နှစ်ယောက်သေးတာမဟုတ်မြန်မာပြည်မှာ ဘီလက်တို့ရောက်ခါစကျောင်းသားတိုင်းလိုလိုပင် ထိုဘီလက်ကြဘိုးတို့အလိန်အညာအနှက်ကို ခံကြရပါသည်အချို့မှာ၎င်းတို့ဤဓာတ်ကိုတည်သွားသဖြင့်စောစောကရှောင်ရှား၍တွားကြပါသည်အချို့မှာလည်း၎င်းတို့ကဲ့သို့ပင်ကြဘိုးဘဝတို့ရောက်သွားပြီလင် စာကိုလည်းမတင် မိတ်ဆွေကောင်းများနှင့်လည်းမပေါင်းမဲတေးလီဘဝတို့ရောက်သွားကြပါသည်၎င်းကြဘိုးများဘီလက်တွင် ရှိနေကြသောကြောင့် ဘီးလက်သို့လာကြသောမြန်မာအမျိုးသားများလွန်စွာမှပင် နစ်နာကြပါသည်၎င်းမြန်မာဘီးလက်ကြိုးတို့မှမြန်မာចောင်းသားလူငယ်များ၏အသွေးအသားကိုစုပ်ယူနေကြသည်နှင့်တူပါသည်၎င်းတို့ဓာတ်ကိုမတိကြသောမြန်မာចောင်းသားကလေးတို့မှ၎င်းတို့၏လှည့်စားခြင်းကို အမှန်မှောက်ချခံကြရပေလိမ့်မည်။နောက်ဘီးလက်တို့လာမည်မြန်မာចောင်းသားများ၏အကျိုးငှား ၎င်းမြန်မာဘီလက်ဂျဘိုးတို့၏အကြောင်းကို ရေးလိုက်ရခြင်းဖြစ်ပါသည်ဘီလက်တွင်မြန်မာဘီလက်ဂျဘိုး၄၅ယောက်ရှိပါသည်၎င်းတို့ဘီလက်တို့ရောက်နေကြသည်မှာနှစ်ပေါင်းအတော်ပင်ကြာပါပြီအချို့မှာ၈နှစ်အချို့မှာ၁၀နှစ်အချို့မှာ၁၅နှစ်လောက်ပင်ကြာပါပြီမြန်မာပြည်စံစည်းစဘာစည်းကောင်းတို့ကမိဘများဂုံယူလိုကြသောကြောင့်ဘီလက်တို့လွတ်တော်ចောင်းသားများဖြစ်ကြပါသည် ဘီအေမအောင်သေးခင်ကဘီလက်သို့ရောက်နေကြသူများဖြစ်ကြပါသည်ဘီလက်ကြဘိုးများအနက်ဘီအေအောင်ပြီးမှဘီလက်သို့ရောက်သူတယောက်များမရှိပါဂုံမတ် ပစံပေါ်သောမိဘများကမိမိတို့၏သားများအားဆယ်တန်းမအောင်ခင်အိုင်အေမအောင်ခင်ကလွတ်ထားကြသောចောင်းသားများဖြစ်ကြပါသည်ဘီလက်သို့ရောက်သွားကြသောအခါဘီအေမအောင်ကြသေးသောကြောင့်ဝတ်လုံးစားပေများကို မတင်ကြရပါဘူး ဝင်လုံပညာရည်များကိုတင်ကြားရန် လန်ဒန်မက်ထရစ်ခေါ်အတန်းကိုအောင်ရန်စူးစမ်းကြရပါသည်။၎င်းတို့တွင်ပညာအခြေခံကလည်းမရှိပြင်းကလည်းပြင်း အပျော်အပါးကလည်းလိုက် လက်တင်ဘာသာကလည်းခက်သဖြင့်လန်ဒန်မက်ထရစ်စာမေးပွဲကို မအောင်ပဲနှစ်စင်ပင်ဆက်လက်၍ကြာရှုံးနေကြပါသည်။အချို့လဲစာမေးပွဲကိုပင်မဝင်ပါမိဘဆွေမျိုးတို့၏ငွေကိုမှားပြီးထင်းသလိုသုံးစွဲနေကြပါသည်။ ၎င်းတို့ဖြုံသောကြောင့်မြမပြည်ရှိမိဘဆွေမျိုးတို့မှာအတော်ပင်ကျင်းငွေ ကုန်ခန်း၍သွားပါသည်ဤကဲ့သို့၎င်းပုပ်ကိုကြီးများငွေဖြုံး၍ကောင်းတော့မှာပင်မြမပြည်တွင်စပားစည်းစံစည်းကအစမတန် ကြာသွားသောကြောင့်မိဘဆွေမျိုးအပေါင်းတို့မှာအတော်ပင်ခက်ခဲကုန်ကြပါသည်တားများအတွက်ဘီးလက်တို့ငွေပို့ရသည်မှာဝင်လေး၍လာကြပါသည် အချို့မိဘတို့မှာလည်း စင်းရဲသွားသောကြောင့်အလင်းငွေမပို့နိုင်တော့ပါ။တားများမြမပြည်တို့ပြန်လာရန်ကိုသာစာရေးလေတော်သည်။တားများပြန်လာရန်ဇရိတ်လောက်ကိုသာရှာကြံပေါင်နှံ၍ပို့လိုက်နိုင်ပါသည်။အချို့သောမိဘတို့မှလည်းထမှန်၍ငွေပို့နိုင်တော်လဲတားများစာမေးပွဲမအောင်နိုင်သောကြောင့်စိတ်ပြက်ပြီးလင်မြမပြည်တို့ပြန်ခေါ်ကြပါသည်။ဘီလက်ကို နတ်ပြည်ဟု၍ထင်မှတ်နေကြသောသူတို့မှာမြန်မာပြည်သို့ ပြန်လာရမှာကိုငရဲပြည်ထက်ပင်ကြောက်ပါသည်သည်တို့ဖြစ်သောကြောင့်မိဘများက ပြန်လာရန်စာရေးကြကြေးနန်းရိုက်ကြတော့လဲပြန်မလာကြပါဘွဲ့တစုံတရာကိုမျှမရဘဲမြန်မာပြည်သို့ပြန်လာရမည်ကို ရှက်သည်ဟု ပြောကြပါသည်မြန်မာပြည်သို့ရောက်လာသောအခါအလုတ်အကန်ကောင်းကောင်းကိုမရမှာကိုလဲကြောက်ကြသည်ဟု ပြောကြပါသည် ဘီလက်တွင်နေစဉ်ကမိဘတို့ဤငွေကိုတလလင်300 400သုံးဆွဲပြီးလင်မြမပြည်သို့ရောက်လာသောအခါတလ200လောက်ရသောအလုပ်ကိုပင်ရရန် ခဲရင်းကြောင့်ကိုတိကြသောကြောင့်လဲမြမပြည်သို့မပြန်လိုကြပါဘလို့ပဲဖြစ်ဖြစ် လန်ဒန်မြို့မှသာ ခိုကပ်ပြီးနေတော်မည်ဟုကြံပြီးလင်မိဘတို့ကမြမပြည်သို့ပြန်ရန်ပို့လိုက်သောဇယိမ်များကိုဘီလက်မှာပင် သုံးဆွဲပြစ်လိုက်ကြပါသည် မိဘများထံသို့က တော်စွာလျော်စွာ စာရေးသားလိုက်ကြပါသည် နောက်ဆုံးတွင်၎င်းចောင်းသားတို့မှမိဘများထံမှ ငွေမရကြတော့ပါအချို့သောမိဘတို့မှဘီးလက်နေသားများအားထောက်ပံ့ရသည်ကတမျိုးစံစည်းစပါးစည်းကြသည်ကတမျိုးတို့ကြောင့်စင်းရဲသွားကြပြီလင်သားများထံသို့ ငွေမပို့နိုင်ခြင်းဖြစ်ပါသည်အချို့သောမိဘတို့မှငွေအတော်အတန်ပို့နိုင်သေးတော်လဲ သားများစာမေးပွဲမအောင်နိုင်ပဲနှစ်ပေါင်းများစွာကြာနေသောကြောင့်စိတ်ဆိုး၍ငွေမပူပဲဖြတ်ထားလိုက်ခြင်းဖြစ်ပါသည်အချို့သောမိဘတို့မှလည်းမိမိတို့၏သားများဘီလက်တွင် အင်္ဂလိပ်မှကလေးများနှင့်ပျော်ပါနေပြီးလျင်တေလီဖြစ်နေကြသည်ကို ကြားသောကြောင့်စိတ်ဆိုး၍ငွေမပူခြင်းဖြစ်ပါသည်မိဘများထံမှငွေမရကြသောအခါဇဘိုးကလေးများမှဇဘိုးကြီးများဘဝသို့ ရောက်သွားကြပါသည် ရှိသည်မှာသော မြန်မာမိတ်ဆွေတို့ထံမှငွေချေးကြကုန်၏ခြေသွသောငွေကိုပြန်မပေးနိုင်ကြသောကြောင့်၎င်းမိတ်ဆွေတို့အားမျက်နှာမပြဝင်ကြတော့ချေကြံအချားမိတ်ဆွေများထံသွားကပိုက်ဆံချေးကြပြန်၏ထိုမိတ်ဆွေများ၏အကျိုးကိုပြန်မဆက်နိုင်သောကြောင့်မျက်နှာမပြဝင်ဘဲရှိကြပြန်၏ဤသို့အလှဲ့ကြမိတ်ဆွေတို့ထံမှပိုက်ဆံချေးသွားကြသည်မှာ လေးငါ6လခန့်ကြာသောအခါမိတ်ဆွေစိတ်၍သွားပါသည် ထိုအခါမြမပြည်မမိတ်ဆွေတို့ထံစာရေးပြီးချေးပြန်ပါသည်နှစ်လ3လခန့်ကြာသောအခါမိတ်ဆွေများစေသွားကြပြန်ပါသည်၎င်းတို့၏အကြောင်းကိုတည်သွားကြသောဘီးလက်နေမိတ်ဆွေမြမပြည်မမိတ်ဆွေအပေါင်းတို့မှ၎င်းတို့အားငွေမချေးကြတော့ပါ ထိုအခါဘီးလက်နေမိတ်ဆွေတို့ထံကဲ့ရက်၍စားကြပြန်ပါသည် ်အဝေးအစားများကိုကတ်ရက်၍ဝိကြပြန်ပါသည်ထို့သောမိတ်ဆွေများမှကြာကြာတီးမခံနိုင်သောသဖြင့်အကက်မခံကြတော့ပါ၎င်းတို့ကိုမြင်လင်ဝေးဝေးကရှောင်းတင်း၍ထွက်ပြေးလေရှိကြပါသည်ဤသို့မိတ်ဆွေများထံတွင်ကတ်ရက်စားတောက်၍မရသောအခါညံနီညံနက်တို့ကို ထုတ်ကြပြန်ပါသည်မြမပြီမចောင်းသားတိကလေးများလာမီကိုတိလင်စောင့်၍နေကြပါသည် မြန်မာပြည်မှចောင်းသားတစ်ကလေးများရောက်လာသည့်နှင့်တပြိုင်နက်၎င်းကြဘိုးများပေါက်လာကြပြီလင်အမျိုးမျိုးလှဲစားကြပါသည်မြန်မာပြည်မှဝဲလာချုပ်လာသောအင်ကြီးများမှပုံမကြကြောင်းလန်ဒန်မြို့တွင်ပုံကြကြချုပ်နိုင်သောစိုင်ကောင်းများရှိကြောင်းပြောပြီးလင်၎င်းတို့ဤမိတ်ဆွေစိုင်များသို့ခေါ်သွားလေရှိလေသည်မြန်မာပြည်မှရောက်ခါသចောင်းသားတို့မှလည်းတောသားမျိုးတက်တဲ့ကဲ့သို့၎င်းတို့ပြောသမျှကိုယုံကြည်ကြရပါသည် အင်ကြီးအဝိအစားကိုချုပ်သောခါတွင်လဲအဖိုးကြီးသောအဝိအစားများကိုမှ အချုပ်ခိုင်းပါသည်ဆိုင်းရှင်များက၎င်းတို့နှင့်ကြိတ်ထားကြသောကြောင့်အင်ကြီးဘောင်းမီတစ်စုံလဲ၎င်းတို့အတွက်တပောင်နှစ်ပောင်ပို့ထားပါသည် ထို့နောက်တရုတ်ဆိုင်းများသို့ခေါ်သွားပါသည်ចောင်းသားတင်များက ကြားသလောက်ဈေးကိုခံကြရပါသည်တရုတ်ဆိုင်မှတငယ်မာကလေးများနှင့်အတိဖွဲ့ပြီးပြီလင်း ကာဝဲများသို့ခေါ်သွားလေရှိပါသည်ဇေယိတ်ကိုလည်းចောင်းသားသည်များကပေးရသည်ထို့နောက်ခွေးပွဲမြင်းပွဲများသို့ခေါ်သွားကြပြန်သည်သူတို့လောင်းဖို့ရောစားတောက်ဖို့ရောသွားစေလာစေရောလူသည်များကပေးရသည်ចောင်းသားသည်များရောက်စအခါတွင်၎င်းဘီးလက်ကြိုးများမှာယရနာပုံစိုက်နေကြသည်ဤသို့စားတောက်၍ဝပျော်ပါး၍ဝလာသည်ဖြင့် ကျောင်းသားတက်များရိတ်မိကားနီးသောအခါ၎င်းကျောင်းသားတက်တို့ထံမှငွေ10ပေါင်း15ပေါင်စသဖြင့်ချေးကြလေတော့သည်မြမပြီမရောက်ခါစလူတင်များလက်တွင်ငွေအတော်များများပါလာသောကြောင့်ရွှေရင်း90ပြားမှများလာသည် မထင်ကြပါဤသို့ငွေချေးပြီးနောက်မျက်နာမပြတော့ပါမြမပြီမနောက်ထပ်ရောက်မည်လူတင်များကိုသာမျော်နေလေတော့သည်၎င်းတို့လှည့်ပတ်ခြင်းကိုခံကြရသောသူတို့အနက် စာကိုကောင်းစွာမတင်နိုင်ပဲလေလွင့်သွားကြသူတို့လည်းအများပင်ရှိပါသည် အချို့လည်းမကောင်းသော အပျော်အပါးတို့နှင့်သာ အချိန်ကုန်နေကြပါတော့သည် အချို့လည်း၎င်းတို့ဂိုင်းသားလုံးလုံးဖြစ်သွားကြပါတော့သည် အချို့သာလည်းနောင်တရပြီးစာဘက်ကိုဆက်လက်လိုက်စားနိုင်ကြသည် ကျွန်တော်ကိုယ်တိုင်ပင်၎င်းတို့ဤလှက်ပတ်ဖြားယောင်းခြင်းကို ခံခဲ့ရသောကြောင့်တစ်နှစ်ခန့်စာမတင်ကြဘဲနေခဲ့သည် နောက်မှနောင်တရရွေစာကိုဆက်လက်စူးစမ်းရပါသည်ကျွန်တော်ဤမိတ်ဆွေကလုံးလုံးပျက်စီး၍သွားသည်ဤဘီးလက်ဇဘိုးများဤလှဲစားခြင်းကို မခံရစေရန် နောင်ဘီးလက်တို့လာမည်သူများအကျုံးကဤဆောင်းမားကို ရေးသားပေးပို့လိုက်ပါသည် ခမညာအားလုံးပဲကျင်းနဲ့နှစ်တန်နိုင်ကြပါသည်ရှင်မိတ်ဆွေတို့ရေစိတ်ချမ်းသာခြင်းကိုဤချမ်းသာခြင်းပေါင်းနဲ့နှလုံးတို့ဝရဲပြည့်စုံနိုင်ကြပါသည်ရှင်